ကလူတွေဟာပြမားချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်။အဲ့ဒီအပြစ်ကိုလူကမသိဘူး။ကိုကတော့ပြောလိုက်တာပဲ။ပြောလိုက်ပြီးမတောင်းမှမဲနေလို့ရှင်။အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှင်။သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်။မအောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်။မိဘကို စော်ကားပြီးပြန်မတောင်းမှမှုဒီမကောင်းတဲ့စိတ်နဲ့လုပ်တဲ့ဆိုလို့ရှင် သူ့ရဲ့ဘဝတိုးတက်မှုတွေဟာသင်္ဍလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်။တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတုံးမှန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတမျိုး သူဖြစ်တာကတမျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောင်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်။ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခရီးတော့အမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့် တန်ရာခီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှင် နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေဒီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့ အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဗာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရိကလုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည် အပြစ်ကြောင့်မလို့သူကဖြစ်လျာဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုယ်ကလုံးလိုက်တဲ့အပြစ်တစ်ခုကကိုယ့်ပေါ်ပြန်ဆွတ်တယ်အဲ့ဒါကို တတိထားရတယ်နေ့စဉ်ဘဝမှာနေလို့ရှိရင်လေကိုယ်ကကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတတ်တယ်ကြားဖို့ကြားလိုက်မယ်ဒီဩစဩစတြေးလျအဘော်ရီဂျီနီဆိုလူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေဩစတြေးလျဩစီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာ သူတို့သုံးတဲ့လက်နဲ့တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နဲ့ကခတ်ကောက်ကောက်ကြည့်တယ်အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှမလုပ်တာမဟုတ်ဘူးเนาะ ကိုလုတာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်၊ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်။ကိုယ်စီပြန်ရောက်တယ်။မလွဲမသွေးပြန်ရောက်လာတတ်တယ်။ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်။မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်။အဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကို မှတ်သားပြီးတော့ကိုယ်စီမှာ ကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြင့်ချိုးမပြောမိအောင်မဆုံမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်အားနဲ့တွေ့တယ် ရှမ်းတဲ့တဘာနဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီရှမ်းတာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်ဇတ်တပင်ကနဲ့တူတယ်လို့ပြောတော့เนาะ သူတို့ဇတ်ပင်ကားတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော်ဇတ်ပွဲကားတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစအဲ့ဒီကူရောကပြုံးနေဇတ်ပင်ကားနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီ တထေသာဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်နဲ့မျိုးရဲသွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ဟိုအမှုပြညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအဲ့ပွဲကနေရပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုဆွန့်လွတ်ပြီးသူကပါလိုက်ပွဲကားရတဲ့အစင်ရတယ် အဲ့ဒီဇာလန်အကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့သဘာဝတရားကသူကအမားတစ်ခု မလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်လို့ကိုယ်စီပြန်ရောက်တယ်အဲ့ဟာတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုဆိုးတယ်အဲ့ဒါဒီ တပ္ပဗုဒ္ဓထင်တယ်သူကပြည့်စင်ကဗုဒ္ဓကဝှထတဲ့အဝေါကလည်းပဲဟိုကောင်းတဲ့အဝေါမှမဟုတ်ဖဲနဲ့တက်ခေါက်ဆိုးတဲ့အဝေါကိုဝှတ်အနေထိုင်ညစ်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာ အဲ့ဒါကြောင့်မို့လို့ကိုလုံးတဲ့လုံးဒီကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုယ်ကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဒီကိုကိုပြည့်ရှင်ပြောပါအဲ့ကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တွေဟာကြေးအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာ ဘုရားဘာသာဝင်တို့အတွက်ဒီသတင်းညွလာပြီနေဆိုတာနေသူနေမြဖြစ်တယ်နေသူနေမြခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာဖြစ်တယ်